မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ခုပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တွင်ကပ္ပစ73မှဘူမူဖြောင်းမင်းကျော်တက်ချက်အောင်စော်နိုင်နေရဲတူတက်ချက်ပြည်စုံထွန်းတို့ကိုငွေကျပ်3000ကျော်နဲ့အတူဖမ်းမိတော်လဲစစ်တပ်၏တိုက်ခိုက်မှုကြောင့်ဒိတ်ဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နေပြည်တော်ဥတ္တရဒေဒီမြို့နယ်တွင်ကပ္ပစ73မှဘုံမှုဖြုံမင်းကျော်တက်ကျက်အောင်စော်နိုင်နှင့်ရဲဒုတက်ကျက်ထွန်းပြေဆောင်တို့ကိုငွေကျပ်3000ကျော်နှင့်ဒူဖမ်းမိတော်လဲစစ်တပ်၏တိုက်ခိုက်မှုကြောင့်၃ဦးစလုံးသေဆုံးသွားကြောင်းအဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF PNL တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါသည် ဧပြီလ19ရက်နေ့ကအကျန်းဖက်စစ်ကောင်စီဌာနချုပ်ရုံးဆိုင်ရာ နေပြည်တော်တိုင်းဥတ္တရတီရီမျိုးနယ်လမ်းမိုက်တနေရာတွင် OPRF PNL အဖိနှိတ်ခံပြည်သူဒေါ်လာရီအင်အားစုပြည်သူလူမျိုးရေးတပ်မတော်မှရဲဘော်များကအချိန်၃နိုင်ကျော်ကြာထိန်းချုပ်စစ်ဆေးခဲ့ကြောင်းထို့သို့စစ်ဆေးနေစဉ်ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင်၃ဦးလုံးကို စစ်သုံးဆောင်ငွေကြေးသိန်း2000ကျော်နဲ့အတူဖမ်းမိခဲ့ကြောင်းထို့နောက်စစ်သုံးပန်းသုံးကိုဖမ်းဆီးမိပြီးပြန်လည်ဆုတ်ခွာလာစဉ်စစ်တပ်ကလိုင်းလံတိုက်ခိုက်မှုကြောင့်စစ်သုံးပန်းသုံးစလုံးတိဆုံသွားကြောင်းသိရှိရပါသည်ဖန်စီရရှိခဲ့တော်လဲစစ်တပ်၏တိုက်ခိုက်မှုကြောင့်သေဆုံးသွားသောစစ်တုံမှန်သုံးဦးမှအမတ်ဆက်သုံးကကွေပစ္စည်းဆက်ယုံကပါဆ73မှဘုံမှုဖြုံးမြင့်ကျော် အမှတ်910စစ်မြေပြင်အင်ဂျင်နီယာတရင်တက်ခွဲသုံးမှတက်ကြက်အောင်စော်နိုင်တဲ့ရဲဒုတက်ကြက်ထွန်းပြေဆောင်တို့ဖြစ်ကြောင်းသိရှိရပါတယ်တော်လန်ရေးတက်များကစစ်တုံးပန်းများကိုဖမ်းဆီးပြီးအပြန်တွင်အကျန်းဖက်စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာဖမ်းဆီးရရှိခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၃စလုံးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့နှင့်အတူပါရှိလာသည့်စစ်ဘက်ဆိုင်ရာအသုံးဆောင်များငွေကြေးအစုံအပါအဝင်ကာလတံပိုး၃၀၀၀ကျော်ကို သိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။ နေပြည်တော်နဲ့25မိုင်ဝေးတဲ့နေရာလောက်မှာတိုက်ပွဲထပ်ဖြစ်တာပါ။စားခရီမိတာကကားနဲ့လာတဲ့အချိန်ဖမ်းမိတာပါ။အဲ့ဒီနေပြည်တော်လမ်းပိုင်းမိုင်းတိုင်း25ဝင်းကျင်မှာပါပဲ။ဗိုလ်မှူးကိုဖမ်းမိပြီးအပြန်မှာဖြစ်တာပါဟုအဖိနှိတ်ခံပြည်သူဒေါ်လန်ရီအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF PNL တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါရယ်အဆိုပါလှုပ်ရှားမှုကို OPRF PNL အပြီးနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှရဲဘော်များကတပ်တွင်းသတင်းပေးများ၏တိကျသောသတင်းချက်လက်ပေါ်ခြေခံ၍ဝင်ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးအထူးကိမရှိဘဲအောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါရယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးတောင်ပိုင်းရှိစစ်တပ်နဲ့ပြူစောတီစခန်း၅ခုတိုက်ခိုက်သိမ်းပိုက်မှုတွင်စစ်သား50ကျော်နဲ့လက်နက်ခဲရအများအပြားသိမ်းပိုက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းရှိစစ်နယ်ပြူစောတီစကန်ငါကိုတင်ပိုင်မှုတွင်အကြမ်းဖက်စစ်သားအလောင်း90ကျော်နှင့်လက်နက်ခဲအများအပြားတင်ပိုင်ရရှိခဲ့ကြောင်း CDF KKG ဥက္ကဋ္ဌစလိုက်ဇာဝေထောင်ကပြောကြားပါရယ် AB လ22ရက် CDF KKG Major Operation နဲ့ဆက်ဆက်သည့်တရင်စာရှင်းလင်းပွဲကို CNF CNA CDF KKG တို့ကပူးပေါင်း၍ကျင်းပခဲ့ပါရယ် ကဘာနီစကမ်းမှာအလောင်းတွေးခဲ့တာက15လောင်းရှိပါတယ်ပြီးတော့မှန်တော့နဲ့အောင်တရာမှာဆိုရင်15လောင်းတွေးခဲ့ပါတယ်နောက်ဆုံးကျန်တာမှာဆိုရင်15လောင်းကျော်စုစုပေါင်းရန်သူအလောင်းကိုတော့ကျွန်တော်တို့အနေနဲ့တွေ့တာဆိုရင်50ကျော်ရှိပါတယ်ဟု CDK KKG ဥက္ကဋ္ဌစလိုက်စာဝေထောင်ကပြောကြားပါတယ်အချမ်းဖက်စစ်တပ်တွေကလေးမြို့တောင်ပိုင်းရှိတိုက်ပွဲများအတွက်လေးချောင်းပြေဘုံကျဲတိုက်ခိုက်မှုအကြိမ်တစ်ထောင်ကျော်လုံဆောင်ခဲ့ပြီးပြည်သူ15ဦးနဲ့40ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် စီရက် KKG မေဂျာအော်ပရေရှင်းတွင်မဟာမိတ်ဆက်နက်ဖွဲ့ပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ပြီးအတူတကွပူးပေါင်း၍စစ်ဆင်ရေးများလည်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင်း2025ခုနှစ်ချင်းပြည်နယ်တွင်စစ်ကောင်စီကင်းစင်ရေးရည်မှန်းချက်ချထားပြီးပြင်ဆင်မှုများလည်းလှုပ်ဆောင်နေကြောင်း CDF CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုပါသည် ်ထို့ပြင်ဒေါ်လာ1တက်များအနေဖြင့်လေချောင်းတိုက်ခိုက်မှုများကာကွယ်ရန်တာဝန်ရှိသောလေချောင်းရန်သတင်းလက်ဦးမှုရရှိရန်လှုံ့ဆော်နေကြောင်းလေရင်များသည့်မြေပြန်မှလာသည့်ဖြစ်၍သတင်းလက်ဦးမှုရရှိရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း CND CNA စီအန်ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကတရင်စာရှင်းလင်းပွဲတွင်ပြောပါရယ်ထို့သောအကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကိုကာကွယ်ရန်ပြင်ဆင်ထားသည့်များရှိပြီးပြည်သူများအတွက်လေကြောင်းရန်ကာကွယ်ရန်အတွက်အသိပညာပေး training ပေးသည့် mobile team များလည်းထားရှိကြောင်းပြောဆိုခဲ့တယ်လို့သိရှိရပါရယ်မန္တလေးတိုင်းညာဦးမြို့နယ်တွင်စစ်ကောင်စီကအုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်အတွက်အလုံးလုံးပေးနေသူ၅ဦးပြစ်ခတ်ခံရပြီးတိုက်ဆုံသွားကြောင်း ဗကန်ဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ် ဧပြီလ19ရက်ညပိုင်းညဦးမြို့နယ်ရွာပလဲကျေးရွာအကျန်းဖက်စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးခင်မောင်ကြီးနဲ့စေအိမ်မှုနိုင်လင်းစိန်တို့ကိုတော်လိုင်းရေးတပ်ဖွဲ့တစ်ခုကဝင်းရောက်ပစ်ခတ်ရာမှာတိုက်ဆုံသွားကြောင်းသိရပါဗျ။အလားတူဧပြီလ18ရက်ည8နာရီခန့်ကလည်းညဦးမြို့နယ်မြင်းနီကျေးရွာအုပ်ချုပ်ရေးမှူးရဲတပ်နဲ့အကျန်းဖက်စစ်တပ်အတွက်အလုလုပေးနေသူအုပ်ချုပ်ရေးမှူးရဲဤတမန်ဇော်မင်းထေခေါ်စမုံတို့ကိုတော်လိုင်းရေးတပ်ဖွဲ့တစ်ခုကဝင်းရောက်ပစ်ခတ်ရာမှာတိုက်ဆုံသွားခဲ့ကြောင်းသိရှိရပါဗျ။ ထို့ပြင်အေဗီလာ18ရက်နေ့ည8နာရီခန့်ညဦးမြို့နယ်မြေတင်တွင်ချင်းရွာအကြမ်းဖက်စစ်ကောင်စီကအုပ်ချုပ်ရေးမှုရဲထုံးကိုတော်လိုင်းရေးအဖွဲ့တစ်ခုကပြစ်ခတ်ရှင်းလင်းခဲ့ရာတိစုံသွားကြောင်းသိရပါဗျပြစ်ခတ်ရှင်းလင်းခံရသည့်စစ်ကောင်စီကအုပ်ချုပ်ရေးမှုများနှင့်စစ်ကောင်စီထောက်တိုင်များသည့်ပြည်သူလူထုအပေါ်မတရားအနိုင်ကျင့်ချိမ့်ချောက်ခြင်းစစ်မှုထမ်းကျေးဟုဆိုကာပြည်သူများထံဆက်ကြီးကောက်ခံခြင်းလူငယ်များကိုအထင်အတမစစ်တပ်အတွင်ထည့်သွင်းခြင်းတို့လှုပ်ဆောင်နေသူများဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အုပ်ဖို့တွင် PDF တွေတည်ရဲရင်လာခဲ့ဟုစိန်ခေါ်ခဲ့သည့်ငရှင်ယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရပြီးသိဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းအုပ်ဖို့မြို့နယ်တွင် PDF တွေတည်ရဲရင်လာခဲ့ဟုစိန်ခေါ်ခဲ့သည့်ငရှင်ယိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးပြစ်ခတ်ခံရ၍ပွဲချင်းပြီးသိဆုံးခဲ့ကြောင်းတာယာဝတီ KPDF မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ ယမန်နေ့ဧပြီလ20ရက်မနေ့6နာရီ10မိနစ်ခန့်အချိန်အုပ်ပုံမျိုးနဲ့ចောင်းစုရွာတွင်နေထိုင်သောငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးသည်လူငယ်များကိုပေါ်တာဆွဲဖန်စီရန်ငရှင်ရိုးရွာအလူတို့ရောက်ရှိနေစဉ်တာယောင်ရီခိုင်တရင်383နှစ်တက်ခွဲလေးနေအောင်ပြောက်ကြားတပ်ဖွဲ့မှဒေါ်လန်ရေးရဲဘော်များကငရှင်ရိုးရွာလေအလူမန်းတက်အနီး၎င်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်တိုက်ခိုက်မှုအတွင်အုတ်ချုံရီမှုနိုင်ဦးသည်ဥကောင်းတက်တက်တနက်ကြီးစံတစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတေဆုံက၎င်းထံမှလက်ပြဘုံနှလုံးမိုဘိုင်းဖုန်းတစ်လုံးငွေသားသသိန်းကျပ်နဲ့မှတ်ပုံတင်တစ်ခုလိုကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီကအုတ်ချုံရီမှုနိုင်ဦးသည် အကြမ်းဖက်စစ်တပ်ကထုတ်ပေးထားသည့်တနက်နေ့လက်ပစ်ပုံပြ၍ပြည်သူများထံမှစစ်မှုထမ်းကျေးဥဆိုကငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအတင်းကျပ်ဘော်ဒါဆွဲဖမ်းဆီးရုံသာမက အသက်60ကျော်ရွယ်အမျိုးသားများကိုပါဘော်ဒါဆွဲဖမ်းဆီးချင်းချောက်ငွေညစ်ခြင်းဒေါ်လာရေးတက်ဖွဲ့များနှင့်ပြည်သူများအားဆဲဆိုစိန်ခေါ်ခြင်းအုပ်ဖို့မျိုးအနောက်ချမ်းရှိခြေရွာများကိုစားကားဆများနှင့်အတူဘော်ဒါဆွဲဖမ်းဆီးခြင်းများလှုံ့ဆော်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အုတ်ကြီးနိုင်ဦးက PDF တွေတည်ရဲရင်လာခဲ့အုတ်ဖို့အနောက်ချမ်းကိုလာခဲ့ကြငါစောင့်နေမယ်လို့စိန်ခေါ်တယ်။ခုမြအလူလာမဲ့လူငယ်တွေကိုအုတ်ကြီးနိုင်ဦးနဲ့စခတွေကပေါ်တာဆွဲမဲ့အတွင်တည်ရလို့ငရှင်ရိုးကိုသွားပါတယ်။ရွာလေကအလူမန်းတပ်မှာထိုင်နေတဲ့သူ့ကိုအပြင်ခေါ်ထုတ်ပြီးခေါင်းကိုတနက်နဲ့တစ်ချက်ပြစ်ခက်ရှင်းလင်းလိုက်တာပါ။ ဒီကောင်ကသူအုပ်ချုပ်တဲ့ငရှင်ရိုးအုပ်စုကရွာတွေပြင်အုပ်ဖို့မျိုးအနောက်ချမ်းကထူကုံအုပ်စုမတောင်တောင်အုပ်စုနဲ့နန်းတွင်ကုံအုပ်စုတွေကရွာတွေကိုပါစခါရီနဲ့ဒူရွာစင်လက်ပေါ်တာဆွဲနေတာဟုတာယာရီခန်ပီဒီအမတာဝန်ရှိသူတို့ကပြောပါရတယ်။ ဒါယာရီခိုင်တရေ383နှင့်တက်ခွဲလေးမြေရောက်ပြောက်ကြားတက်ခွဲအနေဖြင့်ပြည်သူများနှင့်ဒွန်လန်ရေးတက်ခွဲများကိုဒုက္ခပေးနေကြသည့်စစ်ကောင်စီနှင့်ထောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍၎င်းတို့အနီးနေထိုင်သွားလာခြင်းများလုံးဝမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်